်တင်သစ်နိုင်ငံမှာတော့မရိမှုတစ်ခုမှာအယူခံဝင်တဲ့သူကိုအယူခံတရားရုံးကထောင်ဒဏ်တိုးမြင့်ချထားလိုက်ပါတယ်။ကဘာကျော်အမှုတစ်ခုဖြစ်တဲ့ဒီ Miss Giza Pelicot အမှုမှာပြစ်ဒဏ်ချမှတ်ခံရတဲ့သူ52ယောက်ထဲကတယောက်ဖြစ်တဲ့ Husam Medin Dogin ကအယူခံဝင်ခဲ့ရမှာအယူခံတရားရုံးကပြစ်ဒဏ်တိုးမြင့်ချထားလိုက်တာပဲဖြစ်ပါတယ်။ Miss Giza Pelicot မရိချင်းခံရတဲ့အမှု မှုတွေဖြစ်ခဲ့တဲ့ဒီကာလကတော့2012ခုနှစ်ဇူလိုင်လအနေပေါ့လေ2020ခုနှစ်အောက်တိုဘာလအထိ10နှစ်နီးပါးကာလအတွင်းမှာ ဖြစ်ခဲ့တာပါအခုခါမှာအသက်82နှစ်ရှိပြီဖြစ်တဲ့ Jesus Pelicot ကိုအမှုဖြစ်ပွားတဲ့အချိန်မှာသူ့ရဲ့ခင်မွန်းဖြစ်တဲ့ Dominic Pelicot ကတတိမိအောင်ဆေးခတ်ပြီးတော့ သူကိုယ်တိုင်ကောအပြင်ကလူတွေကိုပါခေါ်ပြီးတော့မရင်းကျင့်ခဲ့တာပဲဖြစ်ပါရီ Dominic Bellicott ကသူနဲ့အတူပြစ်မှုကျူးလွန်မဲ့သူတွေကို Internet Chat Room တစ်ခုကနေဆက်သွယ်ဖိတ်ခေါ်ပြီးသူမိမကိုဆေးခတ်ထားမဲ့အကြောင်းနဲ့မတော်မတရားပြုကျင့်ကြမဲ့အကြောင်းပြောပြီးတော့ဖိတ်ခေါ်ရာလို့တရားရုံးမှာထွက်ဆိုထားပါရီအခုတရားရုံးမှာတော့ဒီပထမဆုံးအကြိမ်ကျူးလွန်တဲ့အမှုနဲ့ပတ်သက်ပြီးရိုက်ကူးထားတဲ့ဗီဒီယိုကိုပြန်လည်ပြသခဲ့ပါတယ်။ Miss G ဂျီဇယ်ပယ်လီကော့ကတော့ဒီဟောက်တန်ထွက်အောင်အိပ်ပျော်နေပြီးမရင်းပြူးကျင်တဲ့သူတွေကသူမမသိအောင်ပြူးကျင်ခဲ့တာပဲဖြစ်ပါတယ်။ 2020ပြည့်နှစ်မှာခင်မွန်းဖြစ်သူ Dominic Bellicott ဟာဒီအမျိုးသမီးတယောက်ကို စကတ်အောက်ကနေဓာတ်ပုံရရကနေအမှုတွေပေါ်ပေါက်လာခဲ့တာပါရဲတွေက Dominic Bellicott ရဲ့ဒီကွန်ပျူတာကိုရှာဖွေရကနေ abuse နှိပ်စက်ညှဉ်းပန်းမှုများလို့နာမည်ပေးထားတဲ့ file ထဲမှာသူ့ရဲ့ဇနီးဖြစ်သူ Miss Diesel Bellicott ကိုမတိန်ကျင့်တဲ့ဗီဒီယိုတွေနဲ့ဓာတ်ပုံပေါင်း2000ကျော်ကိုတွေ့ခဲ့တာဖြစ်ပါတယ် Miss Diesel Bellicott ဟာဒီတရက်ခွင်ကိုပွင့်ပွင့်လင်းလင်းလှုပ်ဖွင့်ပေးပြီးတော့သူမရဲ့နာမည်ကို လူသိရှင်ကြားထုတ်ဖော်ခွင့်ပေးခဲ့ပါတယ်။သူမကအဆက်တရားဟာဗပြောင်းဖို့လိုတယ်လို့လည်းပြောခဲ့တာကြောင့်ဒါဟာအကျန်းဖက်ခံရသူတွေရဲ့ခံစားချက်ကိုကိုစားပြုတဲ့စောင်းပုတ်ဖြစ်လာခဲ့ပါတယ်။